ဒီကောက်တော့လူကြီးရောကလေးပါကြိုက်တဲ့ဂနန်းအသားပြပြနင်းနင်းနဲ့အီဂျာကွေးလေးနဲ့စားရတဲ့ဂနန်းကော်ရီခေါက်ဆွဲလေးကိုကျွန်တော်ချက်ပြသွားမှာပဲဖြစ်ပါတယ်ဂနန်းအသားအများကြီးနဲ့ချက်ပြထားပါတယ်ချက်နီးလေးကလွယ်ကူရိုးရှင်းပြီးတော့အရန်ရတာရှိတာမလို့ကျွန်တော်ဘလို့ချက်ပြသွားမလဲဆိုတာကိုဗီဒီယိုဆုံးနဲ့တကြည့်ရှုပေးကြပါအောင်ခင်ဗျာမင်္ဂလာပါ Food in my page ကပြန်လည်ကြိုဆိုပါရခင်ဗျာကျွန်တော်ဒီတစ်ခေါက်တော့အိမ်မှာကနန်းအသားဝယ်ထားတာအမေရဝယ်ထားတာရှိတာနဲ့ပဲကျွန်တော်အဲ့ကနန်းအသားကိုကော်ရီချက်ပြီးတော့ခောက်ဆွဲလေးနဲ့ဂျုံခောက်ဆွဲလေးနဲ့စားမှာဖြစ်ပါတယ် ကနန်းကော်ရီခောက်ဆွဲပေါ့ဗျာအဲ့တော့ကျွန်တော်ဒီကနန်းကော်ရီခောက်ဆွဲကိုကျွန်တော်ဘလို့ချက်ပြမလဲဆိုတာကိုကျွန်တော်တို့ဆက်ကြည့်ပေးကြပါအောင်ခင်ဗျာပါဝင်ပစ္စည်းတွေဖြစ်တဲ့ဗိုလ်စားပဲကနန်းချောင်းတွေကိုကိုလိုချင်တလိုမျိုးလေးတွေတေချာလေးလှီးပြီးတော့အသင့်ပြင်ထားပါမယ်ခင်ဗျာကနန်းချောင်းလေးတွေဆိုရင်လည်းအမြင်လေးတွေဖြစ်အောင်တေချာလေးမြင်ထားပါမယ်ခင်ဗျာကျွန်တော်ဒီနေရာမှာခောက်ဆွဲကိုပြုတ်ပြီးစီလူးထားတဲ့ခောက်ဆွဲလေးတွေကိုပြင်ထားပါတယ်မှုကြောက်ပဲလေဥနီ ရှိတာကီမို့ကစွန်းရွက် ကြက်တာဂနန်းအတာဘူစားပဲဖြစ်ပါတယ်အရင်ဆုံးကော်ရီအယောင်အတွက်ကိုတကြားကိုကြော်ပါမယ်ခင်ဗျာစီနှင်းငယ်ထည့်ပြီးတော့တကြားကိုကြော်ပြီးတကြားလေးဒီလိုရဲလာပြီဆိုတဲ့အခါမှာရေလေးထည့်လိုက်ပြီးတော့ရေကိုကိုလိုချင်တဲ့လောက်ကလေးပွားပြီးတော့ထည့်ပါမယ်ခင်ဗျာကြက်သွန်ဖြူကိုစီတက်ပါမယ်အတားထည့်ပါမယ်ပဲငံမြရဲ့အကြည်အနှဲငယ်လေးတုံးပါရယ်ခင်ဗျာအမွှေးနံအတွက်ပါ ရှီတာကီမိုထည့်ပါတယ်ဒါတွေအားလုံးကိုကျွန်တော်စီတေချာလေးတက်ပြီးတော့မှုေးသွားအောင်စီတက်ပြီးရင်အိုးလေးကိုခဏချထားပါမယ်ခင်ဗျာခုနကတည်ထားတဲ့ယေစုအိုးလေးကိုပွက်သွားပြီဆိုရင်ကျွန်တော်တို့စီတက်ထားတဲ့ကြက်သားရဲ့ရှီတာကီမိုလေးရဲ့ကိုကျွန်တော်တီချာလေးထည့်ပါမယ်။စီမကြိုက်ဘူးဆိုလို့ရှိရင်စီမထည့်လို့ရပါတယ်ခင်ဗျာ။ကြက်သွန်ကျော်လေးတွေကတော့တီချာလေးအကုန်လုံးစစ်ထည့်ရပါမယ်။ဒါမှို့ကြောင့်ပဲလေ၊ဥနီ၊ကနန်းသားကြောင့်ဘိုးစားပဲဒါလေးတွေကိုအရင်ဆုံး ွက်သွားအောင်အရင်ဆုံးတည်ပါမယ်။ဒါကတော့ကျွန်တော်တို့ခဏန်းအသားကိုဟိုမှာပါလာတဲ့ရေလေးတွေကိုညှစ်ထားတာဖြစ်ပါတယ်။ခဏန်းအသားကတော့မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်ခင်ဗျာ။ဒါကတော့အရသာအတွက်ကိုတကြအသားမုတ်ထည့်ပါတယ်ခင်ဗျာ။ အားလုံးစုပွက်ပြီးတော့တည်တည်ချာချာအရသာလေးကိုမိမိစိတ်ကြိုက်ဖြစ်ပြီဆိုတဲ့အခါမှာကြဲဥတလုံးကိုတေချာလေးခောက်ပြီးတော့အမြင်တန်းလေးချပြီးတော့တေချာလေးထည့်ပါရခင်ဗျာဒါမှအရည်ထဲမှာကြဲဥဖက်ကလေးတွေအမြင်လေးတွေနဲ့တောက်လို့ပို့ပြီးတော့ကောင်းပါရခင်ဗျာဒါဒီအားလုံးအရသာတွေပါအကုန်လုံးအစင်းနေဖြစ်ပြီဆိုလို့ရှိရင်စိတ်ကြိုက်ဖြစ်ပြီဆိုရင်ကျွန်တော်တို့ကော်မုံ၅စုံကိုရေဖြော်ထားတာလေးရေခက်ကျဲကျဲဖြော်ထားတာလေးတွေကို၃ကောက်လောက်ခွဲထည့်ပါမယ်ခင်ဗျာတစ်ခေါက်တည်းထည့်တဲ့အခါကျရင်တနေရာထဲမှာခဲပြီးလုံးသွားတတ်လို့ပါကျွန်တော်တို့ သေးချာလေးနှံ့အောင်မှွေလိုက်နေနေနေလေးပြစ်လာတဲ့အခါမှာနည်းနည်းထဲလိုက်နဲ့ကျွန်တော်၃ကောက်လောက်ခွဲပြီးထည့်ခဲ့ပါရခင်ဗျဒီလိုမျိုးလေးအပြစ်အကျဲလေးဒီလိုမျိုးလေးဖြစ်သွားပြီဆိုတဲ့အချိန်မှာကျွန်တော်တို့စားဖို့အတွက်ကိုအဆင်သင့်ဖြစ်ပါပြီ ကိုကြီးဘလောက်ကောင်းလဲဆိုရင်ချက်နေတဲ့အချိန်မှာခရေအရန်ကိုစားခြင်းစိတ်ကတဖွားဖွားဖြစ်နေပါပြီဒီကိုကြီးကိုကြည်ချင်းဖြင့်ကျွန်တော်အထဲမှာကနန်းအသားလေးတွေနဲ့ကနန်းလက်မရဲ့အသားလေးတွေမှာတည်တည်ကြာကြာမြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျာဒီလိုမျိုးလေးချက်စားရင်ကျွန်တော်အိမ်ကလူကြီးမိဘတွေလည်းကြိုက်ကြပါတယ်ပြီးတော့ကလေးလေးတွေလည်းဒါလေးတွေကိုကြိုက်ကြပါတယ်သဘောလေးကြားကြပါတယ်ခင်ဗျာဒီလိုမျိုးလေးကိုချစ်တဲ့မိသားစုလေးကိုချက်ကြွေးကြည့်ပါအဲ့တော့ကျွန်တော်အားလုံး အစင်းလေးဖြစ်ပြီဆိုတော့ကျွန်တော်ခောက်ဆွဲလေးကိုပြင်ပါမယ်ခင်ဗျာပကံထဲကိုကျွန်တော်ခောက်ဆွဲလေးထည့်ပါတယ်ခောက်ဆွဲထည့်ပြီးသွားတဲ့အခါမှာကျွန်တော်ဤကြကွေးကြိုက်တယ်ဆိုရင်ဤကြကွေးလေးထည့်ပြီးတော့သုံးဆောင်လို့ရပါတယ်ခင်ဗျာဤကြကွေးနဲ့ပို့ပြီးတော့လိုက်ဖက်ပါတယ်ဒီခောက်ဆွဲလေးကတော့ကျွန်တော်ကတော့ဒီခနန်းကောက်ရေခောက်ဆွဲကိုခဏတိုင်းချက်စားဖြစ်ပါတယ်ကျွန်တော်အိမ်ကလည်းတအိမ်လုံးကြိုက်ကြရတဲ့အထွက်ဖြစ်ပါတယ်ကစုံရွက်ကတော့ပုံမှန်ဆိုရင်တော့ပြုတ်ပြီးတော့တုံးကြပါတယ်ဒါပေမဲ့ကျွန်တော်ကဒီဟင်းရေကအပူနဲ့ပဲကစုံရွက်ကို ဖြော်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ကစုံရွက်ကိုတော့ကျွန်တော်အစိမ့်မဲ့တုံးလိုက်ပါရယ်ခင်ဗျာဒီဟင်းရည်လေးကိုကျွန်တော်လောင်းလိုက်ပြီဆိုတာနဲ့အရန်ကိုစားကျင်ဆက်ပွဲကနန်းကော်ရည်တစ်ခွက်ရတော့မှာပဲဖြစ်ပါရယ်ခင်ဗျာကနန်းကော်ရည်ဆိုတဲ့အတိုင်းအထဲမှာကြက်သားမူကြောက်ရှီတာကီမူကနန်းအသားပြပြနှိမ့်နှိမ့်နဲ့နောက်ဆုံးမှာတော့ငရုတ်ကောင်းလေးအပေါ်ကနေအနှဲငယ်ဖြူပြီးသွားရင်အတင်သုံးဆောင်လို့ရပါပြီအဲ့တော့ကျွန်တော်အစင်းသင်းဖြစ်ပြီဆိုတော့စားပါမယ်ခင်ဗျာ မွေးနေရတယ်။စားပါအောင်။မဆွဲပြီနော်။ဟွန်းကိုကိုရဲမှာတနန်းတန်လေးဖွမွေးလေးနဲ့ဆိုတော့ရှယ်ပဲ။ ဝါလိုက်တဲ့အလုပ်တိုင်းမှာလေကနန်းအသားအမြင်တွေကလေဘာသာထဲမှာအလုံးလိုက်ပဲဝါရတာတော်တော်လေးဝါလို့ကောင်းတယ်တော်တော်လေးစားလို့ကောင်းတယ်ဟင်းဒီကိုရရလေအကြဝင်းနဲ့တော်တော်လိုက်တယ် ုပ်ပါပါဘီအဲ့တော့ကျွန်တော်ခုလိုမျိုးပဲကနန်းကော်ရီခောက်ဆွဲကျွန်တော်ချက်စားတယ်လို့မျိုးချက်စားကြည့်ပါရင်းစားလို့ကောင်းပါတယ်ပြီးတော့အရန်လည်းရတာရှိတယ်ပြီးတော့ကလေးတွေလူကြီးတွေအတွက်ဆိုရင်လည်းကျမကြီးနဲ့ညီညွတ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုနားမပါရနားခွင့်ပြုပါဗီဒီယိုအဆုံးထိကြည့်ရှုပြီးတဲ့သူတို့တောင်ချင်ကြအောင်ကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံးပဲတတား